thank uh you -huh. ်မင်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလေးချောင်းတိုက်ခိုက်နေလို့ဂျားကာလာပညာရေးကျောင်းများအားလုံးယာယီပိတ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကစတင်ကြောင်းစေယုံစားတဲ့လူစုလူဝေရှိရာနေရာတွေကိုပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်နေလို့မြေပြင်မှာဖွင့်လှစ်ထားတဲ့ဂျားကာလာပညာရေးကျောင်းတွေအားလုံးခေတ္တယာယီပိတ်ထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကမေလ25ရက်မှာညွှန်ကြားချက်ထုတ်ပြန်ပါတယ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစစ်မြင့်ပညာကျောင်းများနဲ့ ဲ့အသက်မွေးပညာကျောင်းများအလုံးရှာပြီးပိတ်ထားဖို့ညွှန်ကြားခဲ့တာပါနိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကကလေးသင်ငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေဖို့အတွက်ဂျာကာလာပညာရေးကိုနီလန်မျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးခဲ့ပြီးအခုချိန်မှာစစ်ကောင်စီကစာသင်ကျောင်းများစေယုံများကိုလီကျောင်းမှနီလန်မျိုးစုံနဲ့ပုံကျဲခြင်းစက်တနတ်များနဲ့ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းတာဝေးပြစ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းတို့နဲ့လူသားတွေပေါ်ဆိတ်ရဆွေးမှုကိုနီ စဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိတယ်လို့ဆိုပါရယ်နိုင်ငံသားကောင်းရှင်တနာကလေးတငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေဖို့အတွက်တင်ကြားရေးယာယီရနာထားတာဖြစ်ပြီးဘေးအန္တရာယ်ကင်းရှင်ရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခိတ္တယာယီရနာထားဖို့ညွှန်ကြားလိုတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ် ညွန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်အဆက်သောတာဝန်ရှိဖွဲ့စည်းများမှကြီးချက်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြဖို့နှင့်တင်ကြားတင်ယူမှုစဉ်စံပြန်စေဖို့အတွက်မျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့မူဝါဒများလမ်းညွန်ချက်များတိုင်းဆောင်ရွက်ပေးဖို့တိုက်တွန်းထားပါတယ်။ဒီလိုစီမံလိုက်တာကောင်းတဲ့ဘေးရန်ရဲ့ကင်းအောင်ရှင်လုံရမယ်။တင်နေရင်လင်းရင်တန်ကြားလို့ကလေးတွေကြောင်းလန့်နေရင်ကျွန်တော်တို့မျက်ရည်ဝဲရတယ်လို့စကိုင်းတိုင်းခြားကလာပညာသင်ကြားရေးကျောင်းဆရာတောင်ကပြောပါတယ်။စစ်ကောင်စီကမေလ12ရက်နေ့ကတပင်းရင်းမြို့နယ်ဦးတိန်တွင်ကျင်းပ ွာစတင်ကြောင်းကိုလီချောင်းမှပုံကျဲတိုက်ခိုက်ခဲ့ရာဆီယာမနအူကျောင်းသားကျောင်းသူကလေးငယ်20ဦးသေဆုံးပြီးစုစုပေါင်200တရနှစ်ဦးထဏ်ရရရှိခဲ့ပါတယ်။ဒါပြင်မေလ23ရက်ညနေ2:45မိနစ်ခန့်ကလည်းမင်းကင်းမြို့နယ်မင်းစုကျေးရွာကိုစစ်ကောင်စီတပ်ကလီချောင်းမှပုံကျဲမှုအတွင်းမူကြိုကျောင်းတက်မဲ့9နှစ်အောက်ကလေး2ဦးပါဝင်ကလေး9ဦးနဲ့လူကြီး9ဦးစုစုပေါင်းသေဆုံးသူ14ဦးသေဆုံးခဲ့ပါတယ်။ဆက်လက်ပြီးမြန်မြို့မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတပတ်ကြာလိုက်လံတိုက်ခိုက်ပြီးစစ်သားအလောင်း၈လောင်းနဲ့လက်နက်ခင်းရန်ချို ိစိမ်းရမိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြန်မြို့နယ်အတွင်းစစ်ကြောင်းထုံးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုလိုင်းလံတိုက်ခိုက်ရာစစ်သားလောင်းရှင်လောင်းနဲ့လက်နက်ခဲယမ်းကျိုးတင်ဆက်ရရှိခဲ့တယ်လို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖကထုတ်ပြန်ပါတယ်။အောင်တာကျေးရွာပြူစောတီစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုပခုတ်ကူမြို့နယ်ဖလန်အိုကျင်းရွာကနေမြိုင်နယ်တခြားပေါက်ကံမစုတပ်ဖွဲ့နဲ့အတူပူးပေါင်းပြီးလိုင်းလံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မေလာတရက်ကစလို့မြန်မြို့နယ်အတွင်းစစ်ကြောင်းထုံးလာတဲ့စစ်ကောင်စီရဲ့တမတင်ရတဲ့ခလာရ250က 54တိုင်ရင်းစစ်ကြောင်းကိုလိုင်းလံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကြောင်းအထည်နာပြီးမေလ9ရက်နေ့မှာတော့ပခုတ်ကူမျိုးရှိတမတရားတဌာနချုပ်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ပခုတ်ကူမျိုးနယ်ပကဖကဆိုပါတယ်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ME1 တနတ်တလက်ကြီအတောက်900ကျော်ခရမ်းတွင်နစ်စကောင်စီတပ်သားအလောင်း၈လောင်းကိုတင်းစင်ရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်က Jet Fighter, Paramotor, Y-20 လေယာဉ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုပခောက်ကူမျိုးနဲ့ပါကဖတန်ရင်တပေါင်မြိုင်ကမပါကဖစုဖွဲ့မှုတက်မြိုင်ပါကဖပေါက်ပါကဖကမ္မတက်ပေါင်းစုပခောက်ကူခရိုင်အမှတ်26ခွန်1455စက်ခွန်တန်ရင်နေចောင်းသားတက်မရော ABSD ရဲ့ရှက်ပေါင်းတက်ပေါင်းစုအညာမြေတက်ပေါင်းစု PLC တက်ပေါင်းစုဂလုံပြည်သူ့ကာကွယ်တပ်ဖွဲ့ PPD ရဲ့ပိုဘရာဒါတက်ပေါင်းစုဝင်းပလီပြောက်ကြားတက်ဖွဲ့အာကွစ်တက်ဖွဲ့နဲ့ဒေသဆိုင်ရာတက်ဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့လူတီရကြောင့်သတင်းမှာဖော်ပြပါရှိပါရရှင်မေရိကန်ပြည်နယ်ပေါ်အမေရိကန်တရုတ်လွန်ဆွဲ ွဲဖြစ်လာမှာလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AP လလယ်မှာအမေရိကန်လက်ထောက်နိုင်ငံချိုင်းဝင်ကြီးနှောင်းဦးနဲ့ရန်ကုန်မြို့ရှိတန်ယုံယာယီတာဝန်ခံတို့ဓာကားကိုရောက်လာခဲ့တယ်လို့အစရှိပြီးဓာကားရှိ Now South University ရဲ့ငြိမ်းချမ်းရေးဌာနမှအကြံဉာဏ်ကတိက ပြသူတောင်ကရှင်းသားခဲ့တာကိုဖော်ပြထားပါတယ်။အဲ့ဒီခေတ်ဆက်က2024ဩဂုတ်လမှာပေါ်ပေါက်လာခဲ့တဲ့မိုဟာမက်ယူနိုဦးဆောင်တဲ့ကြားပြန့်အစိုးရနဲ့အမေရိကန်အစိုးရကြားလွန်စွာအရေးပါတဲ့ထိတွေ့ဆက်ဆက်မှုဖြစ်လာတာဖြစ်ပါတယ်။ယူနိုရဲ့ကြားပြန့်အစိုးရကဘူမိနိုင်ငံ ံရေးလမ်းကြောင်းတစ်ကိုစတင်ရှာဖွေဖော်ထုတ်လာခဲ့ခြင်းကြောင့်လည်းဖြစ်ပါရယ်နိုင်ငံရေးနိုင်ငံရေးနဲ့စီးပွားရေးကိုအနောက်အုပ်စုကိုတကားဖွင့်ပေးခြင်းဖြင့်အကျိုးရှိရာရှိကြောင်းဖြစ်လာမယ်လို့ယုံကြည်လာခဲ့ပါရယ် မြန်မာနဲ့ပတ်သက်ပြီးမြတီအကြောင်းအရာများဆွေးနွေးခဲ့ရတဲ့ဆိုတာကိုဘင်္ဂလားဒေ့ရှ်မီဒီယာတွေကတိတိကျကျပြောဆိုရေးသားခြင်းမျိုးမရှိတော့လဲအသည်ခံရလာတဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရှာမန်ကိုအငင်းပွားပွဲဖြစ်နေတဲ့ရိုဟင်ဂျာဒုက္ခသည်များနေရပြန်ပို့ရေးမှာတာဝန်ပေးလာခြင်းနဲ့ရခိုင်မြန်မာနိုင်ငံဆိုင်ရာတာမန်ဟောင်းဆူဖီယာရာမန်ကိုနိုင်ငံတိုင်းဝန်ကြီးဌာနမှယူနိုစင်အထူးအကြံပေးလက်ထောက်ဖြင့်ခန့်အပ်လာခဲ့ခြင်းကပဲလုံခြုံရေးနဲ့ပတ်သက်တဲ့ဆင်ရကအတွင်းမြန်မာနဲ့အမေရိကန်ကိုအတိကအခန်းကဏ္ဍမှာထည့်သွင်းစဉ်းစားလာပြီးဆိုသည်ကတိတ ာထင်ရှားလာခဲ့ပါတယ်။မလာမှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရဲရောက်ရှိလာခြင်းကစပြီးကော့ဘ်စာဒုက္ခသည်စခန်းများမှာ2019ခုနှစ်ကစပြီးစင်စင်ရဲနေခဲ့ကြတဲ့ရိုဟင်ဂျာဒုက္ခသည်တစ်တသမလီတန်းကိုနေရပြန်ပို့နိုင်ရင်ကအဓိကကျလာခဲ့ပါတယ်။အဲ့ဒီကိစ္စပေါ်အမေရိကန်နိုင်ငံဆိုင်ဝင်ကြီးဌာနမှထိတ်တန်းရရှိများနဲ့ဆွေးနွေးကြရမှာရခိုင်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့နိုင်ဖို့ကိုအစင်ချုံးမွင့်စင်ရေးဆိုတဲ့မူဝါဒဘက်ကိုတည်တည်တာတာရွေလျားလာခဲ့ပါတယ်။ အဲ့ဒီအရွေးအသင်းမှာတဆင်အစာရင်စာငတ်မော့ခံပါမှုအခြေအနေနဲ့စားနေရှိကပြက်လက်နေတဲ့အကြောင်းပြကအရကတတော်ထိန်ချုပ်နေမျိုးတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစားတဲ့စင်းကြံတစ်ခုဖော်ဆောင်ဖို့ထွက်ပေါ်လာခဲ့ပါရင်၎င်းကိုဘင်္ဂလားဒေ့ရှ်ရှိလီလာတုံတက်သူတွေကနိုင်ငံတကာဥပဒေအရတရားဝင်မှုမရှိစွာကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါရင် မြန်မာဘက်မှာတရားဝင်သဘောတူခွင့်ပြုခြင်းမျိုးမရှိဘဲလုပ်မယ်ဆိုရင်ဥပဒေကြောင့်လည်းတန်တမာရေးပိုင်းမှာစိုးစိုးဝါးဝါအကျိုးဆက်များဖြစ်လာနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီးဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့အရက်ခတ်တတော်များအကြားနီနီကက်ကန်ဆက်ဆံမှုတွေရှိလာခဲ့ပါတယ်။လေလာသူတွေကတော့တကြံပွဲကိုအကြောင်းပြပြီးအရက်ခတ်တပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်နဲ့အတွင်ကျူးကျော်ဝင်ရောက်လာခဲ့မှုကိုကြည့်မယ်ဆိုရင်နေကြာဒေတာမတည်ငြိမ်မှုနဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့ပြောဆိုလာပါတယ်။တချို့ကလူသားချင်းစာနာထောက်ထားမှုအက ူညီပေးရေးစင်းကြံလမ်းမကြီးကတကယ်တမ်းမှအမေရိကန်ဘက်မှအရခတတ်တော်ကိုထောက်ပံ့ပေးနိုင်ဖို့ဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။ အမေရိကန်ကဘာမာအက်တရလူကိုမထိခိုက်နိုင်တဲ့အကူအညီများပေးခြင်းလို့ပြောဆိုလာနိုင်တော့လေဘင်္ဂလားဒေ့ရှ်စစ်တပ်မှပါဝင်လာခြင်းကလုံခြုံရေးရှုထောင့်ရပြောစရာဖြစ်လာနိုင်ပါတယ်။မူအားဖြင့်ဆိုရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာရခတပ်တော်ကို အကူအညီပေးရေးမှာအရေးပါတဲ့အခမ်းအမပါဝင်လာပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမီဒီယာတွေကအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်များအကြားဆက်ဆံရေးနှက်ဆိုင်လာနေပြီဆိုတဲ့အပြောတွေကအမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတောင်းနဲ့ဘင်္ဂလားဒေ့ရှ်စစ်ပတ်အထိပ်တန်းများအကြားဆက်ဆံလာမှုကိုကြည့်ပြီးယုံထင်ကြောင်တင်ပြောဆိုနေခြင်းများသာဖြစ်ပါတယ်။ ၎င်းကဒေတာရင်းအမေရိကန်ရဲ့ဩစာဖြန့်ကျက်လာမှုဖြင့်မိမောင်းထိုးပြနေတော့လေတရုတ်ရဲ့မြမအရေးမှာပါဝင်ပတ်သက်လာပွဲရှိတဲ့အခမ်းကဏ္ဍတွေကြောင့်ထွက်ပေါ်လာမယ့်ဘူမိနိုင်ငံရဲ့အနေအထားတွေရှုပ်ထွေးလာနိုင်စရာရှိပါတယ်မကြာမီကတရုတ်သမ္မတရှီကျင်းဖြင့်မှမင်းအောင်လိုင်ကိုမော်စကိုမှာလက်ခံတွေ့ဆုံပြီးမြန်မာရဲ့အချုပ်ချာအာဏာနေမြေတည်တံ့ပိုင်ခွင့်ကိုထောက်ခံသွားမယ်လို့ထုတ်ပြောလာခဲ့ပါတယ်၎င်းကတကယ်လို့အရခတတ်တော်မှာစစ်တွေကြောက်ဖြူနေမအောင်တို့တိမ့်ပိုက်ဖို့ဒုစစ်စနာမယ်ဆိုရင်တရုတ်ကစေယုတ်စုဘက်မှရည်တည်ပေးသွားမယ်သဘောဖြစ်ပါတယ် တယ်။ကြောက်ဖြူကယူနန်ကိုတင်ပို့နေတဲ့ဒေါ်လာ1.5ဘီလီယံတန်ကြီးရှိရေနံနဲ့ဓာတ်ငွေပိုင်လိုင်းရဲ့စမှတ်လည်းဖြစ်ပါတယ်။အတူစီးပွားရေးစုံနဲ့ရေနံစက္ကန့်တွေနဲ့ရှိနေတဲ့အဲ့ဒီအတွက်ပြီးချင်းမှနေပြည်တော်အပေါ်စီးပွားရေးရဩစာလွှမ်းမိုးထားနိုင်တယ်လို့စိုးရင်စရာအကြောင်းအရာတွေဖြစ်ပါတယ်။စစ်တွေမှလည်းအိန္ဒိယရဲ့ကလတန်မြင့်စီမံကိန်းနဲ့၎င်းတို့ရဲ့ကိုတွင်ပိအရှိမြောက်ဒေတာကိုဆက်သွယ်ပေးမယ့်အစီအစဉ်များရှိပါတယ်။အဲ့ဒီအတွက်လည်းတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာကိုလက်မလွတ်နိုင်ဖြစ်နေလို့နေပြည်တော်ရှိစအုပ်စုနဲ့ဆက်ဆံနေကြခြင်းလည်းဖြစ်ပါတယ်။ အိန္ဒိယကအခုတည်းဘင်္ဂလားဒေ့ရှ်မှာအာရခတတ်တော်ကိုနီနီကကဆက်ဆံနေမှုကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးတော့လေ၎င်းတို့အကျိုးစီးပွားကိုတော့ကာကွယ်သွားမှသာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းစင်ကြံလမ်းမကြီးဆိုတာကိုမြန်မာစစ်အုပ်စုမှသဘောတူမှာမဟုတ်ဆိုတာနဲ့ရှင်းဆိုင်ရဖို့ရှိပါတယ်အဲ့ဒီအတွက်ရိုဟင်ဂျာတွေတောင်မတင်ရေမကြအနေအထားနဲ့ဆက်ရှိနေအောင်မှဖြစ်ပြီး၎င်းတို့ကိုနေရပြန်ဖို့ရည်ရွယ်စီစဉ်ထားတဲ့စင်ကြံလမ်းဆိုတာကလည်းပြက်ပြားသွားနိုင်ပါတယ် ဘင်္ဂလားဒေ့ဂျာပြန့်အစိုးရရဲ့ရခိုင်ပြည်နယ်ရေးမှတက်တက်ကြွကြွပါဝင်လာမှုဘင်္ဂလားဒေ့စစ်တပ်မှအရခတ်တပ်တော်ကိုပန်ဖိုးကူညီလာမှုမြန်မာစစ်အုပ်စုမှစင်ကြံလန်ကိုစန့်ကျင်လာမှုတရုတ်တို့မှ၎င်းတို့အားအကန့်အသတ်မရှိထောက်ခံလာမှုတွေခြုံငုံကြည့်မယ်ဆိုရင်လာမဲလာများအတွင်းအစိုးရဒေသတွေမှာဘူမိနိုင်ငံရေးရှိချိန်မြင့်တက်လာတော့မှသာဖြစ်တယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။